မင်္ဂလာပါဗျကျွန်တော်ဒီနေ့မှာတော့ထိုင်းချီနဲ့ပတ်သက်ပြီးဘတ်6တန်းထီပေါက်ခဲ့ရင်တတိပြုရမယ့်အရာလေးတွေကိုဝေမျှပေးခြင်းပါတယ်ထိုင်းဒီကန်ဆန်းလို့ဘတ်6တန်းထီပေါက်ခဲ့ရင်ပထမဆုံးတော့တတိပြုရမယ့်အရာဒီမိသူကိုမှမပြောနဲ့ဒီကိုယ့်ရဲ့ဒီအခန်းပေါ်တငယ်ချင်းတာကိုယ့်ရဲ့အလုပ်တွေကတငယ်ချင်းတာခေါင်းဆောင်တွေတာမပြောနဲ့ နောက်ဆုံးကိုယ့်ရဲ့အလုံးရှင်တထေရစာမပြောပါနဲ့ငွေသားလိလက်ခံရမှုအပြင်မိမိရဲ့လုံခြုံရေးကိုပါထိခိုက်နိုင်တာမို့ဤသူကိုမှမပြောပါနဲ့ဒါကပရမသုံးသောသတိပြုရမယ့်အရာပေါ့နော်နံပါတ်1ထီလက်မှတ်မှန်ကန်မှုရှိမရှိပြန်စစ်ပါကျွန်တော်တို့ထီထိုးလိုက်တယ်ထီတိုက်တယ်ဘတ်6တန်းထီပေါက်ခဲ့ပြီပေါ့ ်ခီးပေါက်ခဲ့တယ်ပေါ့ဗျာ။ Okay ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဆက်ရမလဲဆိုရင်ဒီမှာနက်ကနန်းပေါ့နော်။ဒီထီနံပါတ်ရဲ့အောက်မှာဒိတ်ရှိပါတယ်နော်။အဲ့တော့ဒီနေ့ထီထွက်ရဲ့ဒီနေ့တိုက်တယ်ဒီနေ့ထီပေါက်တယ်ပေါ့နော်။အဲ့ဆိုရင်ကျွန်တော်တို့ဒီကနံပါတ်ဒီနံပါတ်ရဲ့အောက်မှာပေါ့နော်။ဒီဒိတ်ဒီဒီနေ့ဒိတ်ဖြစ်ရမယ်။ရှင်းရှင်းလေးပဲ။ဒီနေ့တရက်နေမလား။တရက်နေ့ဒိတ်ဖြစ်ရမယ်။အဲ့တော့ဒီလအဖြစ်ရမယ်။ဒီနေ့ဖြစ်ရမယ်။ပြီးပြီ။16ရက်နေ့လား။ 16ရက်နေ့ဟိုပါဘောကိုကဒီ16ရက်နေ့ထီလက်မဲ့ထိုးတယ်ဆိုတဲ့ဒီဒိတ်ဒီ16ရက်ဒီလာဒီနေ့ဖြစ်ရဒါပဲဒါလေးကိုအရင်စစ်ပါနော်ကိုကဒီဟိုတော့တေးချသွားအောင်လို့မှန်ကန်မှုရှိမရှိအရင်ဆုံးစစ်လိုက်ရမှာနော်ထီတဲ့ထိုးတယ်ထီတဲ့ပောက်တယ်ပြီးတော့ထီလက်မဲ့ကိုစစ်လိုက်ပြီဆိုပြီးပြီမှန်ကန်မှုရှိတယ်ဆိုရင်ပြီးပြီကိုကဘာလို့ကျွန်တော်ကဒါကိုပြောလဲဆိုတော့တချို့လူကထွက်ပြီးရတာပေါ့နော်အရင်လကထွက်ပြီးတာအဟောင်းတွေကိုပြန်ရောက်တာ ပြန်ရောက်လာရရှိရယ်တချို့ရမသိအမတ်တမတ်ထိုးလိုက်တာပဲလေနော်အမတ်တမတ်ထိုးလိုက်တော့အော်အမတ်တမတ်ကဘယ်လိုပုံစံလဲဆိုတော့မျိုးစုံရှိရယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုကျွန်တော်ထပ်ပြောတာပါတချို့ဒီလက်မဲ့အဟောတွေပါအခုဒီလိုင်ရောင်းနေတဲ့လူတွေရှိပါတယ်ဟုတ်ပြီနော်မြန်မာနိုင်ငံတွေမဟုတ်နေဆက်တွေမှာလည်းမဟုတ်ဒီထိုင်းနိုင်ငံမှာနေပဲဒီလက်မဲ့အဟောတွေလိုင်ရောင်းနေတဲ့လူရှိလို့ပါဒါကြောင့်မို့ဒီလက်မဲ့ကိုမှန်ကန်မှုရှိပြီရှိစစ်ပါဟုတ်ပြီနော်နံပါတ်3အဲ့တော့ မိမိနေထိုင်ခွင့်အထောက်အထားတွေကိုပြင်ဆင်ပါကိုကထိုင်းတီပေါက်သွားပြီဆိုရင်နော်နော်ကျွန်တော်တို့ဒီမှာရှိတဲ့အထောက်အထားစရွက်အတိတိလေးရစအကုန်ပြင်ဆင်ပါကျွန်တော်တို့ကဒီထိုင်းနိုင်ကိုဘလို့နေထိုင်နဲ့ရောက်လာတာလေအဲ့တော့နော်ဟိုကျွန်တော်ဒီမှာဘာစရွက်စာတန်းစာတန်းတွေရှိတယ် PG လား PP လားဟုတ်ကဲ့ MU နဲ့လာလာလာနောက်ကိုကက CI လောက်ထားလာတက်တန်းတွေတိုးပြီးပြီလားတက်တန်းတိုးထားလားတက်တန်းကြော်သွားတာလားအကုန်ပြင်ဆင်ပါဟုတ်ပြီနော် ါကျွန်တော်တို့ထီပေါက်သွားပြီဆိုအရင်ဆုံးဟိုပါဗောတတိပြရမယ့်အရာဗောနော်တချို့ကအဲ့ဒါကြီးမစစ်ပဲလဲမစစ်မိမှဆိုးလို့နော်ဟိုနောက်ဆက်တော်လေးရရှိတယ်လေဟိုသွားပြီးကျွန်တော်တို့ထီပေါက်လို့ဝေသွားထုတ်တော့မှဟိုကိုယ့်ရဲ့တတန်းကဒိတ်ကုန်နေတာဒါမှမဟုတ်တတန်းမတိုးရသေးတာအနေထားရဖြစ်မှဆိုးလို့ဟုတ်ပြီနော်အဲ့တော့နံပါတ်3အနေနဲ့တတိပြရမယ့်အရာဒီမိမိရဲ့စာရဲစာတန်းအထောက်အထားတွေကိုအကုန်ပြန်စစ်ပါဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကနံပါတ်4ပေါ့နော်ထိုင်းထီပေါက်သွားပြီဆိုရင် ဒီလုံချုံကြီးရပါတော့နော်ကျွန်တော်တို့ဒီနေ့ဟိုပေါ့ထိုင်းထိတိုက်တယ်တို့ကဒီနေ့ထီထွက်ရဲ့ထီတိုက်တယ်ထီပောက်သွားပြီဆိုရင်ဟိုအတက်နိုင်ဆုံးပေါ့နော်မနှက်ဖြန်လောက်ဆိုရင်ကျွန်တော်တို့ကတခြားနေရာကိုရွှေ့ပါလို့ပြောနေတယ်ဟိုရွှေ့စေချင်တယ်ပေါ့နော်ဘာလို့ဆိုတော့တခါဒီကျွန်တော်တို့ကဘက်ချောင်းနဲ့ထီပောက်သွားပြီဆိုရင်ကိုကိုကိုကနာမကြီးဖြစ်တတ်တယ်အဲ့တော့ရှင်းရှင်းပြောရရင်မိမိကိုမိမိနဲ့အနီးကပ်လူတွေရပါတော့ တတိပြုစီရဖြစ်လာတယ်ကျွန်တော်ကကနာမငိမ့်တော့ဘူးဗျာထိုင်းထီရပိုက်ချောက်တဲ့ပေါက်ပါပြီကနာမငိမ့်ဖြစ်တယ်လေအဲ့ဒါနော်အဲ့တော့ဟိုဘေးလူပေါ့နော်ဘေးလူအမြင်နေနဲ့ကျွန်တော်တို့ကဘယ်လိုပြောမလဲကနာမငိမ့်ဖြစ်တယ်တဲ့ရှင်းရှင်းပြောရရင်ကျွန်တော်တို့ဒီဟိုပါပေါ့လိမ့်လံမှုမခံရအောင်လို့တခြားတနေရောက်ကိုပြောင်းရွှေ့ပါလို့ပြောခြင်းပါတယ်ကျွန်တော်တခြားတနေရောက်ကိုဗျာမိမိတငယ်ချင်းရှိတာတငယ်ချင်းရှိရဆိုအဲ့ရှိတဲ့နေရောက်ခဏသွားလိုက်ဟာနော်ဒီနေ့ ठी ပေါ့လားမလား ဒီဒီကိုဆိုပါပေါ့လောက်ကြရှိရလို့စစ်စစ်ရစာရဲစာတဲ့စုံမစုံပြန်စစ်ဟုတ်နော်စစ်ပြရတဲ့ကျွန်တော်တခြားနေရာကိုကြောင်းရှိပါဘာဖြစ်လဲမိမိရဲ့လုံယုံရေးအရမို့အဲ့တော့တခြားနေရာကိုကြောင်းရွှေ့နေထိုင်ပါလို့ပြောချင်ပါလေမိမိကတခါကြီးရရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ ठी ပေါက်တယ် ठी ပေါက်ပြီဆိုရင်လည်းကျွန်တော်တို့ကဟိုရဲစကန်းကိုပေါ့နော်ဟိုတွားရောက်တည်င်းပို့တာကြီးပါရှိတယ်အဲ့ဒါတွေမလုပ်ပါနဲ့နော်ကိုကဒီ အထောက်ထားပေါ့နော်မစုံပဲနဲ့ရဲစကန်းကိုတရင်သွားပို့တယ်ကိုကတော့ကိုယ်စိတ်ကူးတဲ့ကိုပေါ့နော်တခုခုဖြစ်မှဆိုလို့ဆိုပြီးတော့ကိုကဒီထိုင်းဒီဟိုပေါက်ပေါက်တဲ့အကြောင်းကိုပေါ့နော်ဒီရဲစကန်းကိုသွားပြီးတော့တရင်ပို့တာနော်ကိုကကိုပြန်ကြည့်တော့လေဆိုင်းဆိုင်ရဲကဟိုစုံလားမစုံလားเนี่ยမသိဘူးအဲ့နော်အဲ့လိုအနေထားတစ်ခုမှာရဲစကန်းကိုတရင်သွားပို့တာလေမလုံပါနဲ့နော်အနေရများပါတယ်ဗျနော်ဒါအခုနံပါတ်9အနေနဲ့ကျွန်တော်ပြောတာပေါ့အနေရများပါတယ်နော် ဲ့တော့ကိုကဒီစာရဲစာတန်းအထောက်ထားအစုံမရှိဘဲနဲ့ထီပေါက်ကြောင်းဘက်၆တန်းထီပေါက်ကြောင်းရဲစခန်းကိုတည်င်းပို့တာဒီမလုတ်ပါနဲ့မလုတ်စေချင်ဘူးဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဘက်၆တန်းကိုကထီပေါက်သွားပြီဆိုပြီးတော့ဒီဆိုရှယ်မီဒီယာပေါ်ပေါ့နော် Facebook TikTok အဲ့ဒီမှာကိုကကျွန်တော်တို့ဖုံးနဲ့ရိုက်တာ ျွန်တော်တို့ထီပေါက်မှန်ကန်ကြောင်းပေါ့နော် post တွေတင်တာ one ကအားရပြီးတော့နော် post တွေတင်တာလေအဲ့လိုမျိုးတွေလည်းမလောက်ပါနဲ့ဟုတ်ပြီနော်ဟောမလောက်စေချင်ပါဘူးဒါကသတိပြုရမယ့်အရာတွေပါနော်မိမိရဲ့ဒီဘက်ချောင်းတန်ထီပေါက်သွားပြီဆိုတာ ਨੇ ဟိုတော်တော်များများတော့ဟိုဟိုအပြော်လုံပြီးတော့လုံးမိတဲ့ဟာမျိုးကြီးရှိရပေါ့နော်ဟိုဒီနေရာမှာတော့မလောက်ပါနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်ဟောကိုကပေါက်လာတာဘက်ချောင်းတန်ထီတွေဟုတ်ပြီနော် တော့ကျွန်တော်တို့ကဒီနိုင်ငံကိုပြန်ဝင်လာဒီဖြစ်စီမလာဒီဖြစ်စီဟုတ်ပြီနော်ထိုင်းဒီဘတ်ချောင်းတန်ပေါက်ခဲ့ရင်အတက်နိုင်ဆုံးဒီလက်ရှိမိမိနေရာကနေတခြားနေရာကိုပြောင်းရွှေ့ပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျဟိုတငငကြီးတင်းကြီးရဲ့အလေသွားလိုက်တာပေါ့ဗျာအဲအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ပြီးတော့အဲ့ဒီရောက်မှကိုကဟိုရှင်းရှင်းပြောရင်အဲ့ရလူအဲ့အဲ့တနေအောင်ပြောလိုက်ပြီဆိုရင်အဲ့ဒီကမသိဘူးလေဒီမှာကိုကဘလို့ပုံစံနဲ့ဟိုဟို ကနာမငြိမ်ဖြစ်ခဲ့တယ်ဆိုတာဘေးလူကအတိဆုံးပဲကိုကတော့သိမှာမဟုတ်ဘူးဟုတ်ပြီနော်ဘာဖြစ်ပါကိုရဲ့ဒီလုံယုံရေးအရာပေါ့နော်ဒီဘက်၆တန်းနဲ့ထီးတဲ့ပေါ့ပဲဆိုတခြားနေရာမိမိရဲ့တငယ်ချင်းမိတ်ဆွေတာဘလူတဲ့အဲ့တခြားတနေရာကိုပျောက်ရွှေ့နေထိုင်ပါလို့ပြောချင်ပါတယ်ဟုတ်ပြီနော်သူကလည်းထီးပေါက်ကြောင်မပြောပါနဲ့နော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ထပ်ထပ်ပြီးတော့ရှင်းရှင်းပြောရရင်ကျွန်တော်တို့ဒီဟို အခေါထားမရှိဘဲနဲ့ကိုကဘတ်ချောက်တိုင်းဖြီးပေါက်တဲ့ကြောင့်ဆိုရှယ်မီဒီယာရောတင်တာတွေနဲ့မလုံပါနဲ့နောက်တစ်ခုကရဲစခန်းကိုတရင်ပို့တာတွေမလုံပါနဲ့နော်နောက်ဆုံးတစ်ခုကဒီကျွန်တော်တို့ထိုင်းဒီမှာထိုင်းဒီလက်မှတ်ရဲ့အနောက်မှာဒီမှာလက်မှတ်ထိုးလိုက်တာပေါ့နော်မိမိကတော့အာဒါကျွန်တော်ရဲ့ဒီဟောပေါ့ကျွန်တော်ရဲ့ထီလက်မှတ်ဒီမှာကျွန်တော်လက်မှတ်ထိုးတာဒီမလုံပါနဲ့နော်ထိုင်းဒီထိုးတယ်ကိုကတရားမဝင်ဘူးဟုတ်ပြီနော်တခုခုပေါ့ဗျာတရားမဝင်ခဲ့ဒီရှိတော့လေဟို အမိနိုင်ငံအမိမြန်မာနိုင်ငံကိုပြန်မလာပြန်ပြီးတော့ဒီတရားဝင်အနေနဲ့လာပြီးထိုင်းနိုင်ငံမှာငွေထုတ်လို့ရတယ်လို့ကိုကတရားမဝင်ဘူးပြီးတော့မြန်မာနိုင်ငံကိုလည်းမပြန်ခြင်းဘူးပြန်လို့မရတဲ့အခြေအနေမျိုးမှာပဲဟိုဖြစ်တယ်ဆိုရင်ကိုကထိုင်းပြီးပေါ့နော်တရားလည်းမဝင်ဘူးမြန်မာနိုင်ငံလည်းမပြန်ဘူးဒါဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာလိုက်ရှာပါဗျာနော်အဖွဲ့အစည်းတွေရှိပါတယ် မိษွေဒီတရားဝင်ဒီဖြစ်စီတရားမဝင်ဒီဖြစ်စီဘတ်ချောင်းတန်ထီပေါက်လို့ငွေလိုက်လဲထုတ်ပြီးတဲ့အဖွဲအစည်းတွေရှိပါတယ်ဒီနေရာမှာမိษွေမြန်မာနိုင်ငံမပြောင်းယူမလားရတယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုဘယ်လိုပြောရမလဲအဲ့ဒီအဖွဲအစည်းဟာဟိုမိမိရဲ့အကျိုးအတွက်မဟုတ်ပဲအများအကျိုးအတွက်လိုက်လဲကူညီဆောင်ရွက်ပေးနေတဲ့ပရာဟိတအဖွဲအစည်းတွေအများကြီးရှိပါတယ် ဟုတ်ပြီနော်အဲ့တော့ကိုကနေနေတော့ဟိုတွေ့အောင်တော့လိုက်ရှာလိုက်ပါဟုတ်ပြီနော်အဲ့တော့ထိုင်းတီထိုးလို့ဘတ်ချောက်တန်ထီပေါက်ခဲ့တီရှိတော့တရားဝင်ဒီဖြစ်စေတရားမဝင်ဒီဖြစ်စေမြန်မာနိုင်ငံကိုပြန်ဒီဖြစ်စေမြန်မာနိုင်ငံကိုမပြန်ဒီဖြစ်စေထိုင်းတီပေါက်လို့ဘတ်ချောက်တန်ငွေလိုက်လေထုတ်ပေးတယ်ပရာဟိတာအဖွဲစည်းတွေအများကြီးရှိပါတယ်ဟုတ်ပြီနော်ဒါကျွန်တော်ကဒါက ကျွန်တော်နောက်ဆုံးအနေနဲ့ပြောပြတာပါဟိုတချို့ကလည်းကျွန်တော်အမျိုးမျိုးထပ်ပြီးတော့မေးနေကြတယ်ဗောနော်ဒီဘက်ကိမှာဘယ်လိုလုပ်မြန်မာနိုင်ငံကိုပြန်လို့ရမမြန်မာနိုင်ငံကိုဟိုဘယ်လိုလုပ်ပြန်လို့ရမှာနော်ဒီဟိုဟိုအကြောင်းမျိုးရောက်ဝင်လာတယ်ဒီဒီမှောက်ကိုအနေထားနဲ့ဝင်လာတဲ့လူကြီးအများကြီးရှိပါတယ်နော်အဲ့တော့တချို့လူမေးနေတဲ့လူကြီးကဲလို့ကိုကမြန်မာနိုင်ငံလည်းဟိုပြန်လို့မရဘူးထိုင်းတီလဲပောက်တယ်ဆိုရင်ဒီလိုပရာဟိတအခွဲစည်းတွေရှိပါတယ်เนาะအဲတော့တေချာလေးလိုက်ရှာပါလို့ကျွန်တော်ပြောချင်ပါတယ် โอเคအဲ့တော့ကျွန်တော်တို့ကဒီထီပေါက်သွားပြီသတိပြုရမယ့်အရာလေးတွေပြောပြီးပါပြီဆိုတော့ကျွန်တော်ပြောနေကြစကားလေးပဲထိုင်းတီကိုကိုကထိုးလို့ကန်ဆန်းတော့မယ်ဆိုရင်ထီလက်မှန်ရမယ့်အနေထားမှာပဲထိုးပါနော်အော်အခုကျွန်တော်ဒီရပိုက်ပြန်ကြရတယ်ထီလက်မှတ်ကိုထီဆိုင်မှာတွားထိုးတယ်ကိုကဘာဘာဘလို့ပေးလိုက်လဲဆိုရင်ဓာတ်ပုံလေးရိုက်ပြီးတော့ပေးလိုက်တယ်သူကဒီမှာဆင်းရဲမမတ်ရသေးလို့ဆိုပြီးတော့မလုံပါနဲ့နော် ဟိုတခါမှလည်းမကြဘူးအွန်လိုင်းပေါ်မှာထိုးလို့ဒီလိုဖြစ်တယ်ဆိုရင်တော်သေးတယ်ထီထီအဲထီရောက်တဲ့ဆိုင်မှာထိုးတာဟုတ်ပြီနော်ထီရောက်တဲ့ဆိုင်မှာတော့ပြီးဟိုကဓာတ်ပုတ်လေးရိုက်ပေးတယ်ဘလို့ဓာတ်ပုတ်ရိုက်ဆိုတော့ရောညီလေးကြိုက်ထားတယ်ညီလေးကြိုက်ထားတယ်ဓာတ်ပုတ်ဖတ်ဆိုရိုက်လိုက်တယ်အထီပေါက်ဝိုင်းအဲ့ဓာတ်ပုတ်လေးလာပြရတယ်အဲ့တော့ဟိုအများကြီးတော့မပြောချင်တော့ဘူးနော်ဒါနောက်ဆုံးကျွန်တော်ပြောတာပါမိတ်ဆွေ ठी online ကပဲထိုးလို့နော်ကျွန်တော်တို့ဘယ်နေရာပဲထိုးလို့ဗျာမြေပြည်ပေါ်မှာပဲထိုးလို့လေးပေါ်မှာပဲထိုးလို့ဘယ်နေရာပဲထိုးလို့ခိုင်းတီထိုးတော့မယ်ဆိုရင်မိမိလက်ဝယ်ရှိမှရှိနိုင်တဲ့အနေထားမှာပဲထိုးပါဟုတ်ပြီနော်ဒါလေးကိုကျွန်တော်ဟိုနောက်ဆုံးအနေနဲ့ပြောချင်တာပါအဲ့တော့ဘာလို့ဒီလိုဟိုပြောချင်တယ်ဆိုရင်ကျွန်တော်တို့လိမ့်လည်မှုတွေကအများကြီးရှိပါတယ်ဟုတ်ပြီနော်အဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲလိမ့်ခံရမှာထင်တယ် ိုင်းနိုင်ငံလူမျိုးတွေလည်းဒီမှာအများကြီးလိမ်လည်ခံနေရပြီးမျိုးစုံတဲ့နော်လို့ထပ်ပြီးတာထီလာမဲ့အဟောင်းရောင်းတာတွေရောပြီးတော့ကို့အချင်းချင်းမှာမဲ့တက်ဖို့တွေတော့ရိုက်နေတာပို့တော့ဘူးနော်ဟိုကို့အချင်းချင်းသူတို့ထိုင်းလူမျိုးအချင်းချင်းတော့မှဒီနားလေမှုတွေလည်းအမဲဟိုဒီနဘက်အော်ထီနဘက်ကိုမှတ်လိုက်တယ်အဲအဲ့လိုမျိုးလိုက်ရောင်းနေတာဟိုထီလဲထွက်ရောအဲ့မှာပြဿနာကြီးရတက်ကိုရောဟုတ်ပြီနော်အဲ့တော့တို့ကနေတက်ရေးမကြည့်ဘူးနော်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဒီ လိမ့်လံမှုမခံရအောင်လို့ပေါ့နော်အဲ့တော့ဟိုလိမ့်လံမှုတွေကအများကြီးပါကျွန်တော်ဒီမှာဒီက comment လေးတွေကိုတစ်ချက်ဝင်ကြည့်ပေးပါဦး โอเคကျွန်တော်လီလေးမှာတော့ထိုင်းဒီဖာဒီထိုးပြီးဘက်ချောက်တဲ့ပေါက်ခဲ့ရင်မိတ်ဆွေဒီတရားဝင်ဒီဖြစ်စေတရားမဝင်ဒီဖြစ်စေဒီပေါက်ခဲ့ဒီရှိတော့တတိပြုရမယ့်အရာလေးတွေကိုဝေမျှပေးကြည့်ဖြစ်ပါလေဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုသဘောကျနှိမ့်သက်တယ်ဆိုရင်လိုင်းလေးတစ်ချက်တော့ချီးမိခဲ့ကြပါဦးခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်ကဲအားလုံးပဲဘက်ချောက်တဲ့ကန်ထူးရှင်ကြီးများဖြစ်ကြပါစေဗျာ